အီရတ်သမရမတ်ဆူပက်စီကန်ကအမေရိကန်သမရဒေါ်နယ်ထရန့်ကိုပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ထရန့်ကမြူသားတော့တန်ခင်းတမန်ခင်းကိုအုံပြည်တွေကိုဆွဆွဲခဲ့သည်။အာရခေါင်းဆောင်တွေကိုအမေရိကန်ကဒေတာတွင်းပိုင်းချဖို့စူးစမ်းနေတယ်လို့သူကတတိပေးခဲ့သည်။ပက်စီကန်ဒီအီရန်အစ္စလာမစ်တော်လှန်ရေး56နှစ်မြောက်နေပါလနေတွင်မိခုံပြောကြားခဲ့သည်။မိခုံတွင်၎င်းကစစ်ဆန်ကြီးနိုင်လို့ကြောင်းထရန့်ကပြောကြားခဲ့တော်လဲ။ တချိန်တည်းတွင်အီရန်ပေါ်ပိတ်ဆို့အရေးယူမှုများပြုလုပ်နေသည်ဟုပြောသည်ထန်ဒီအီရန်၏လွတ်လပ်ရေးကိုအားနည်းအောင်ကြိုးပမ်းနေသည်ဟုလည်း၎င်းကပြောကြားခဲ့သည်အီရန်၏အခြားနိုင်ငံများ၏ PR ပေးမှုကိုလက်ရှော့မည်မဟုတ်ကြောင်းပါစကီယန်ကအလေးပေးပြောကြားခဲ့သည်အမေရိကန်ကဣသရေလကိုထောက်ခံကြောင်းထောက်ပြခဲ့ပြီးယင်းထောက်ပံ့မှုသည်ဒေသတွင်းမတိမငြိမ်ဖြစ်စေသည်ဟုပြောကြားခဲ့သည်အီရန်ထိတန်ကောင်းဆုံးအယာတိုလာခါမနီကလည်းပါစကီယန်နဲ့တတူထမ်းများသဘောတူပါသည် track ရာဒူမမထွက်ခွာမီအရှိအလဲပိုင်းတွင်ထရန်အီအစီအစဉ်ဤစဆုံးလင်းမည်ဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်ကမ်မနီဒီအစ်ရေးဤဂျိုစီဝါကိုထောက်ခံပြီးပါလက်ဆိုင်များ၏ခွင့်ရကိုလိလူရှုတော့ကြောင်းအဆိုပါအစီအစဉ်ကိုဝေဖန်ခဲ့သည်အကြံစီကိုထောက်ခံသောအာရတ်ခေါင်းဆောင်များသည်တစ္ဆတ်ဖောက်ဂုံတိတ်ခံမဲ့ကြောင်းလည်း၎င်းကပြောကြားခဲ့သည်ထို့အချင်းတွင်ဆော်ဒီအာရေဗျာသည်အမေရိကန်နှင့်အီရန်ကြားဂျာဝင်ဖြန့်ဖြစ်သူဖြစ်လှုပ်ဆောင်ရန်ကြိုးပမ်းနိုင်သည်ဟုတရင်များထုတ်ပေါ်လာစီသည် ရွေးချက်မှာအီရန်၏နျူကလ িয়ার အစီအစဉ်ကိုကန့်တိုက်ရန်ဖြစ်သည်ဒါပေမဲ့အီရန်ရာရှိတွေကတော့ဒီကိစ္စကိုတန်ကြားရှိနေကြသည်၎င်းတို့ကအမေရိကန်ကိုမယုံကြည်ကြောင်းအီရန်နဲ့ဆော်ဒီအာရေဗျတို့ဒီဒေတာတွင်း၌မတူညီသောယူမန်ချက်များရှိနေတော့ကြောင့်ဆိုကြသည်တို့တော့လဲဆွေးနွေးပွဲသည်တရားမျှတပြီးပြင်ပဖိအားမရှိဘဲဆော်ဒီ၏ဖြန့်ဖြေးပေးမှုသည်တင်းမာမှုကိုလျှော့ချနိုင်သည်ဟုကြံကြည်သူအချို့ကယုံကြည်ကြသည် ော်နယ်ထရန့်ကိုလှုပ်ရှားမှုအီရန်ကစီစဉ်နေတယ်လို့လဲဆိုဆွဲမှုတွေရှိနေပါတယ်။အီရန်တာဝန်ရှိသူများကရင်ချက်ပြင်းပြင်းထန်ထန်ညှဉ်းဆဲထားပါပြီ။အီရန်နိုင်ငံရဲ့ဝန်ကြီးအဘတ်အရာချီကတော့ဆိုဆွဲချက်တွေဟာမာယွင်ကြောင်းပြောခဲ့သည်။နိုင်ငံရဲ့ယုံကြည်မှုတိဆောက်ရန်စ조사တင်ကြောင်း၎င်းကအားပေးခဲ့သည်။အီရန်၏နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာသုံးပြန်ဂတိပြုထားသောကြောင့်လဲ၎င်းကပြောကြားခဲ့သည်။အီရန်၏စစ်ပွဲကိုမလိုလားတော့လဲတိုက်ခိုက်လာပါကမိမိကိုယ်ကိုကာကွယ်သွားမည်ဟုရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်။ trend အရှိ11ကို key 20 chain တွင်ဒီအဖြစ်ပြတွေဖြစ်နေခြင်းဖြစ်သည့် key zin အတွင်း20ပြည်လကွေဒရာရှိနိုင်ငံများနှင့်ကြီးမားသောစီးပွားရေးနှင့်စစ်ရေးသဘောတူညီချက်များကိုလက်မှတ်ရေးထိုးခဲ့သည်လူအချို့ကဤအပြုအပေးယူများကိုချီးကျူးကြသည်ဒါပေမဲ့တခြားသူတွေကတင်းမာမှုတွေတိုးလာပြီးဒေသကိုမတည်မငြိမ်ဖြစ်စေမှာစိုးရိမ်နေကြသည်